အားလုံးပဲမင်္ဂလာပါရှေးဦးစွာပြန်ရှင်ရဲ့ကျေးဇူးတော်ကိုချီးမွမ်းပါတယ်ဒီနေ့ကျွန်တော်တို့အတူတကွာဖခင်တွေနဲ့ပတ်သက်ပြီးဆင်ခြင်ခွာယူဖို့ခေါ်ပိတ်ခြင်းတယ်ဖခင်ဆိုတာနာမည်ပဲခံဖို့မဟုတ်ဘူးတောင်းဝင်ပါခံဖို့ရန်အတွက်ဖြစ်တယ်နာမည်ပဲယူဖို့မဟုတ်ဘူးတောင်းဝင်ပါယူဖို့ဖြစ်တယ်ဆိုတဲ့အကြောင်းနဲ့ပတ်သက်ပြီးခွာယူဖို့ခေါ်ပိတ်ခြင်းတယ်တချို့ဖခင်တွေကနာမည်ပဲခံတယ်တောင်းဝင်မခံဘူး နာမည်ပဲယူပြီးတော့မှတာဝန်မယူတဲ့ဖခင်တွေလောကမှာအများကြီး တွေ့နေရတယ်။မပုံတင်မှာအဘနာမည်ဘသူလဲဆိုတဲ့နေရာလေးမှာပဲနာမည်ခံကျင်တဲ့ဖခင်တွေလောကမှာမြောက်များစွာ ရှိတယ်။ဒီတဲ့မှာကျွန်တော်တို့မပါဖို့ရန်အတွက်အင်မတန်မှာအရေးကြီးပါတယ်။တချို့ပို့ပြီးဆိုးတဲ့အရာက တချို့ဖခင်တွေဆိုရင်နာမည်ရောတာဝန်ရော မခံတဲ့ဖခင်တွေအများကြီးပဲကိုယ့်ရဲ့တည်ငါပျော်ပါမှုကို အလေးထားပြီးတကလမာရွေးမှုတွေဖြစ်လာတဲ့အခါမှာဖြစ်ပေါ်လာတဲ့အကျိုးဆက်ဖြစ်တဲ့ရလာတဲ့ဒီသားသမီးတွေအပေါ်မှာတောင်းဝင်မခံဘူးတောင်းဝင်မယူဘူးဒီလိုဖခင်တွေလည်းမြောက်များစွာ လောကကြီးထဲမှာဝမ်းနည်းပွေရာတွေ့မြင်နေရတယ်ဆိုတော့ဒီနေ့ကျွန်တော်တို့ဖခင်များရောက်ချင်းစီတိုင်းရဲ့ဘဝအသက်တာမှာတော့ ဖျားသခင်ရဲ့အလိုတော်နဲ့ညီတဲ့ဖခင်ကဘယ်လိုဖခင်မျိုးလဲဆိုတဲ့အရာနဲ့ပတ်သက်ပြီးနှုတ်ကပတ်တော်အပြင်စင်ကျင်ခွာယူဖို့ခေါ်ဖိတ်ခြင်းနဲ့ရွေးချယ်ထားတဲ့ကျမ်းပိုက်လေးကအေဖက်ဩဝါဒစာခန်းကြီး6အငယ်၄အဘတို့ကိုသားသမီးကိုစိတ်ဆိုးစေခြင်းက မပြုကြနဲ့သခင်ပြား၏အလိုတော်နဲ့ညီသော ဆုံးမတွင်တင်ခြင်းကို ပြုလျက်ကြွေးမွေးကြလော့ နုကပတော်ကဘာပြောလဲဆိုရင်အဘရိုးတဲ့ကိုသားသမီးကိုစိတ်ဆိုးစေခြင်းကမပြုနဲ့တဲ့ဒီနေရာမှာနုကပတော်ကဖခင်တွေကိုဘာပြောနေလဲဆိုရင်တောင်းဝင်ခံမှုတောင်းဝင်ယူမှုနာမည်ယူရာမျိုးမဟုတ်ပဲနဲ့တောင်းဝင်ကိုပဲယူရာမျိုးလည်းမဟုတ်ပဲနဲ့နာမည်လည်းယူခိုင်းသလိုတောင်းဝင်လည်းယူခိုင်းနေကိုယ့်ရဲ့သားသမီးတွေကိုအားဖြင့် ဖင်အားပေးလာတဲ့ဒီအမွေဥစ္စာယရနာသားသမီးတွေကို စိတ်ဆိုးစေခြင်းက မပြုတ်နဲ့ဆိုတဲ့အရာလေးကို ပြောနေတယ်။ဆိုတော့ဒါတွေကဖျားသခင် အလိုတော်ရှိတဲ့အရာတွေဖြစ်ပါတယ်။ကိုသားသမီးတွေကိုစိတ်ဆိုးသွားအောင်စိတ်နာသွားအောင် မလုံမိဖို့ရန်အတွက်အရေးကြီးတယ်။တကယ်တမ်းဆိုရင်ဒီနေရာမှာ သားသမီးများတို့ဒီကိုယ့်ရဲ့မိဘဆိုဆုံးမတဲ့အခြေအပေါ်မှာခဏစိတ်ဆိုးတာရှိပေမဲ့ အကြကြီးဘယ်ကလေးကမှစိတ်မဆိုးဘူးဆိုတဲ့အရာကိုလည်းပဲမြင်တွေ့ရမှာဖြစ်တယ်ဆိုတော့ဒီနေ့ကျွန်တော်တို့ဖခင်မြတ်ရောက်ချင်းစီတိုင်းရဲ့ဘဝအသက်တာမှာတော့အောက်ကပြောခဲ့တဲ့ကျမ်းပိုက်အတိုင်းပဲသခင်ပြားရဲ့အလိုတော်နဲ့အညီညီတော်ဆုံးမတွင်တင်ခြင်းကိုပြုလျက်ကျွေးမွေးကြလောလို့ပြောပါတယ်သခင်ပြားရဲ့အလိုတော်နဲ့ညီတဲ့ဆုံးမတွင်တင်ခြင်းကဘယ်လိုမျိုးလဲဆိုရင်နှုတ်ကပတ်တော်နဲ့အညီ ကိုယ့်ရဲ့သားသမီးများကိုသုံးမသွန်သင်သောဖခင်ကအလိုတော်နဲ့ညီသောဖခင်ဖြစ်ပါတယ်။ကိုကိုတိုင်ကလည်းဖခင်ရဲ့နှုတ်ကပတ်တော်နဲ့ညီတမတရားအတိုင်းလိုက်လျှောက်အသက်ရှင်မယ်။ကိုပြောတဲ့နှုတ်ကပတ်တော်အတိုင်းကိုယ့်ရဲ့သားသမီးတွေကိုလည်းပဲအသက်ရှင်စေမယ်ဆိုရင်ဒီဖခင်မျိုးကတကယ်ပဲဖခင်ရဲ့အလိုတော်နဲ့ညီတဲ့ဖခင်မျိုးဖြစ်ပါတယ်။ကိုကိုတိုင်ကတော့မဟုတ်တာတွေကိုတလွှဲလှုပ်ပြီးတော့မှကိုယ့်ရဲ့သားသမီးတွေကို ကောင်းရာတွင်တင်မဲ့ဆိုတဲ့ဖခင်တွေမဖြစ်ဖို့ရန်လဲအင်မတန်မှအရေးကြီးပါတယ်ဘုရားသခင်ရဲ့အလိုတော်နဲ့အညီတော်ဆုံးမတွင်တင်ကျွေးမွေးခြင်းကို ပြုလို့ဆိုတဲ့နေရာမှာ သားသမီးတွေအတွက် ခန္ဓာစိတ်ဝိညာဉ်သုံးပါးစလုံးပါတယ်ဆိုတဲ့အရာကို တွေ့ရမှာဖြစ်တယ်အလိုတော်နဲ့အညီတွင်တင်မဲ့နှုတ်ဘတ်တော်မျိုးစေ့ကို သားသမီးတွေရဲ့နှလုံးသားထဲမှာကျဲမယ်အဲဒီနှုတ်ဘတ်တော်တမန်တော်မျိုးစေ့ အပင်ပေါက်လာတဲ့အခါမှာဒီသားသမီးတွေကတကယ်ပဲကိုယ့်ရဲ့ယုံကြည်ခြင်းလမ်းကနေမလွဲဘဲနဲ့လိုက်ရှောင် အသက်ရှင်သွားမှာဖြစ်တယ်။ဒါကသားသမီးတွေအတွက်တန်ဖိုးဖြတ်လို့မရတဲ့ယရနာအမွေဥစ္စာကိုပေးနေခြင်းဖြစ်ပါတယ်။ပြီးတဲ့အခါမှာကျွန်တော်ပြန်ပြီးကြည့်တဲ့အခါမှာခန္ဓာစိတ်ဝိညာဉ်လို့ပြောထားတာဖြစ်တဲ့အတွက်ခန္ဓာကိုယ်လည်းပဲကျွန်တော်တို့ကဝါလင်စွာနဲ့ကျွေးမွေးဖို့ရန်အတွက်အင်မတန်မှအရေးကြီးတယ်။ တချို့ကအခုကလေးတွေကိုမကျွေးမွေးကျင်ဘူးเนาะဆိုတော့ဒီအရာကဘုရားသခင်ရဲ့အလိုတော်နဲ့မညီပါဘူးမွေးတော့မွေးထားပြီးမကျွေးကျင်ဘူးဒါကလည်းပဲဘုရားမကြိုက်တဲ့အရာဖြစ်တယ်။ဒါကြောင့်ကိုယ့်ရဲ့သားသမီးတွေဖြစ်လာပြီဆိုရင်ကျွန်တော်တို့ကဘာလုပ်ရမလဲဆိုရင်သားသမီးတွေကိုအလိုတော်နဲ့ညီကျွေးမွေးရမယ်တဲ့စိတ်နဲ့ပတ်သက်ပြီးတော့မှလည်းအပေါ်မှာပြောခဲ့တဲ့အတိုင်းစိတ်ဆိုးစေခြင်းက မပြုမိဘူးအရေးကြီးတယ်လို့ပြောပါတယ် ဆိုတော့ဒီနေ့ကျွန်တော်တို့ဖခင်များအယောင်ချင်းစီတိုင်းရဲ့ဘဝအသက်တာထဲမှာဖခင်သခင်ရဲ့အလိုတော်နဲ့ညီတော်ဖခင်ဖြစ်ဖို့ရန်အတွက်ကိုယ့်ရဲ့သားသမီးတွေကိုနှုတ်ကပတ်တော်အတိုင်းသွန်သင်ပါနှုတ်ကပတ်တော်အတိုင်းလိုက်ရှောက်နိုင်ဖို့ရန်အတွက်တိုက်တွန်းပါဖုရားသခင်ကိုယုံကြည်အားကိုးပြီးမိမိရဲ့ဘဝအသက်တာမှာဖုရားကိုကိုးစားတတ်ဖို့ရန်အတွက်တွင်တင်ပါဒါဆိုရင် သင်ဟာဘုရားသခင်ရဲ့အလိုတော်နဲ့ညီတဲ့ဖခင်ဖြစ်ုံသာမက သင်ကိုယ်တိုင်ဒီလည်းပဲဘုရားရဲ့ရှေ့တော်မှောက်မှာဘယ်ဘုရားရဲ့အလိုတော်နဲ့ညီသောဆုံးမတွင်တင်ခြင်းကိုပြုသောဖခင်ဖြစ်နေတယ်။ဒါဟာဘုရားသခင်ကြိုက်နှစ်သက်တဲ့ဖခင်တယောက်ရဲ့အသက်တာဖြစ်တယ်ဆိုတဲ့ဒီနှုတ်ကပတ်တော်လေးအနေငယ်နဲ့တိုက်တွန်းခွာပေးဝေငှပါရယ်။အားလုံးပေါ်မှာဘုရားရှင်ဆက်လက်ကောင်းချီးပေးပါစေ။